ချက်လက်တွေအများကြီးတွေကနေပြီးတော့မှကိုလူကျင်တဲ့အချက်ကလက်ကလေးကိုပဲရွေးထုတ်ပြီးတော့ပေါင်းတဲ့နေရာမှာအရန်အသုံးပဲနဲ့ sum if s နဲ့ sum if အဖော်မြူလာအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်လို့စလိုက်ကြရအောင်ကြော်ပိုင်းဆိုတဲ့ fashion store ထဲမှာဆိုလို့ရှိရင်ကြောင်းနဲ့စေးဒေတာတွေကအဲ့ဒီအယောင်စင်းအားလုံးတွေကနေပြီးတော့တော့မှယောက်ျားလေးအတွက်ပဲဘလောက်ရောင်းရလဲဆိုတာကိုရှာကြည့်တော့မှာပဲဖြစ်ပါတယ် အရှိမတော့ကျွန်တော် sun if နဲ့ပတ်သက်ပြီးတော့မှ Google ရှိမှာဘယ်လိုသုံးမှာမလဲဆိုတဲ့ဗီဒီယိုလေးတော့လုတ်ထားခဲ့တယ်။ဒီနေ့ဗီဒီယိုလေးကတော့ aze နဲ့ sun if ကို sun if အကောဘယ်လိုသုံးမှာမလဲဆိုတာပဲဖြစ်ပါ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာ man ဆိုတဲ့ဒီယောက်ျားနဲ့ပတ်သက်တဲ့အဝတ်အစားတွေအကုန်လုံးကိုကျွန်တော်ဆွဲထုတ်ခြင်းနဲ့ဒီ data တွေအကုန်လုံးမှာကျတော့ယောက်ျားနဲ့ပတ်သက်တာကိုမိန်းမနဲ့ပတ်သက်တာကိုဆိုပြီးတော့မှဒီရောင်းရတဲ့စာရင်းအကုန်ရှိတယ်။အဲ့ဒီမှာယောက်ျားပဲတည်သက်ဆွဲထုတ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က sun if ကိုသုံးတယ်။ sun if ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ formula တွေကိုတစ်ချက်ဝင်လိုက် sun if လို့တစ်ချက်ရိုက်လိုက်ဒီ sun if ကိုတစ်ချက်ထောက်ပြီးတော့ okay ပေးလိုက် ဒါတို့ side မှာတို့သူက condition 3ခုရှိတယ် rate ရယ် criteria ရယ် summary rate ဆိုတာကကြတော့ကိုဒီ criteria နဲ့ kait ညီတယ် rate ဒီ criteria နဲ့ kait ညီတဲ့အချက်လက်ကိုတွားရှာမယ် rate summary ကကြတော့ကိုဒီ criteria နဲ့ kait ညီတာဒီ rate ထဲမှာတွေ့ရဆိုလို့ရှိရင် summary ဒီ rate ရ data ကိုတွားပေါက်မှာဆိုပြီးတော့ဒီမှာပြပြထားတာဒါဆိုကျွန်တော်တို့အရင်ဆုံး rate ကိုထည့်မယ်ဆိုတော့ကျွန်တော်တို့က man ကိုရှာခြင်းနဲ့ criteria ဒီ man ရဲ့ data ဒီဒီ column မှာရှိတဲ့အတွက်ကြောင့်မလို့ rate ကိုဒီထဲမှာထည့်လိုက် ် criteria ကကြတော့ကျွန်တော်တို့ဘာကိုရှာကျင်တာလဲဆိုတော့ man ကိုရှာကျင်တာ a2 ပဲထည့်လိုက်မယ်နောက်တစ်ခါကျတော့ဒီလိုမျိုး data ကသွားပြီးတော့ criteria ဒီဒီတွေနဲ့မှသွားတူတယ်ဆိုလို့ရှိရင်ဘာကိုပေါင်းမလဲဆိုတော့အရေအတွက်ကိုသိကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ quality ကိုသွားပေါင်း okay ဒါဆို90ထွက်လာပြီဟုတ်မဟုတ်ပြန်စစ်ကြည့်မယ်ဒီ data ကိုကျွန်တော် filter ထောက်ကြည့်မယ် man ကြီးပဲတည်တဲ့ okay ဒါတို့လို့ရှိရင်အားလုံးပေါင်း quality ဒီ 50ဒီ data မှာဒီကျွန်တော်တို့ဒါပေါင်းတာဒီအရေအတွက်အရေအတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ D3 ရနေ D73 ဒါဆိုကျွန်တော်တို့ကဘာလဲဆိုတော့နောက်က e-collar က price ကိုပဲပေါင်းကျင်တယ်ဆိုလို့ချင်းလဲဒီဘက်မှာ E E လို့ရေးပေးလိုက်ရုံနဲ့ enter ဒါဆိုလို့ရှိရင်တော့သူကဘာပြောသွားမလဲဆိုလို့ရှိရင်ဒီဘက်ကငွေ amount ကိုပဲပြောင်းပေးသွားမှာပဲဖြစ်တယ်ဗောနော်ဒါကတော့တစ်ထည်ချင်းစီ amount ဒီဘက်မှာ total လိုချင်တယ်ဆိုလို့ရှိရင်တော့ total column ဖြစ်တဲ့ F ကိုထည့်ပေးလိုက်ရုံနဲ့ sin F က3ရတာနည်းနည်းလေးလွယ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က sin S ကိုတော့ကြည့်ရအောင် save data နဲ့ store data ဆိုပြီးတော့မှဇာတ်နှစ်ခုရှိဒါဆိုလို့ကျွန်တော်ကြည့်ကြည့်မယ်ဒီ man နဲ့ကြီးပဲကျွန်တော်က sun if နဲ့တွားပြီးထောက်လိုက်မယ်ဆိုလို့ရှိရင် man နဲ့ပတ်သက်တဲ့အဝတ်အစားမှာ t-shirt လည်းရှိတယ် jean လည်းရှိတယ် polo shirt လည်းရှိတယ်ဒါဆိုလို့ရှိရင် condition တစ်ခုတည်းနဲ့တွားပြီးတော့ sun if formula ကိုတွားတုံးလို့မရအောင်အဲ့ဒီအချိန်မှာကျတော့ကျွန်တော်က sun if တစ်ခုတည်းနဲ့မနိုင်တော့ရင် sun if s ကိုတုံးလို့ရတယ်အဲ့ဆိုတော့တော်တော်လေးအဆင်ပြေဒါဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်က man နဲ့လည်းတွားတိုက်ပြီးတော့ရှာမယ် တီရှပ်ဆိုတဲ့ဒေတာနဲ့လည်းသွားတိုက်ပြီးရှာမယ်ဆိုလို့ရှိရင်တော့တစ်ခါတည်း condition တစ်ခုနဲ့တစ်ခါတည်းတိုက်ရှာလို့ရတာဖြစ်သွားပြီအဲ့ဒါလို့ရှိရင်ကျွန်တော်တို့ sin if ကိုသုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ formula ကိုတစ်ချက်သွားလိုက်ဒီဘက်မှာ sin if လို့တစ်ချက်ရေးလိုက် s sin if s okay ဒါဆိုလို့ရှိရင်သူ့အနေနဲ့ condition ကျလာပြီ sum rate ပေါင်း general rate နောက်တစ်ခါ criteria rate sum rate ဒီပေါင်း general rate ကကြတော့ကျွန်တော်တို့ကဒီဘက်မှာ stock ရဲ့ quality ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ sale quality ကိုကျွန်တော်တို့ကလိုချင်တယ်ဆိုလို့ရှိရင် quality ကကြတော့ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ပေါင်း general rate ဒီ data ကိုကျွန်တော်တို့ပေါင်းချက်တယ်။ဒါပေမဲ့ကျွန်တော်တို့ကမလုပ်မလဲဆိုတော့ဒီ data ကိုအသေးထားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ F4 ပေါင်းချင်တဲ့ data တော့ရပြီ။ criteria rate ဘယ် criteria နဲ့တွားပြီးတော့ရှာမှာလဲ။သူကကြတော့ criteria ဆိုပေမဲ့သူက range ပါ။ range ကကြတော့ကျွန်တော်က man နဲ့ပတ်သက်ပြီးတော့တော့မှ t-shirt ကိုရှာခြင်းနဲ့ဒါပေမဲ့ criteria range ဒီ range အဲ့ဒီ range ကကြတော့ဒီ range ကနေပြီးတော့ရှာမယ် and range မှာတော့ရှာမယ်ထည့်ထားလိုက်နောက်တစ်ချက်ကကြတော့ဘာလဲဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့ရှာခြင်းနဲ့အောက်က criteria ဒီ man နဲ့ပတ်သက်တာကိုရှာခြင်းနဲ့ဒါဆိုလို့ကျွန်တော်ပုံမှန်တိုင်း sum a formula တိုင်းမှာထွက်လာလိမ့် sum a formula တိုင်းမှာ man နဲ့ပတ်သက်တာကိုဒီ range မှာတော့ရှာပြည့်ရဆိုလို့ရှိရင် quality ပေါ့ဒါဆိုကျွန်တော် under တစ်ချက်ခေါက်လာမယ်နော် ဒါဆိုလို့ကျွန်တော်ပုံမှန်တိုင်း90ပဲဒီဘက်မှာတက်ချက် filter ထောက်ကြည့်လို့ရတယ်။ man နဲ့ပတ်သက်တာဒီ90ပဲ။ဒါပေမဲ့ကျွန်တော်တို့လိုချင်တာဒီလိုမဟုတ်ဘူး။နောက်တစ်ခါ man နဲ့ပတ်သက်ပြီးတော့ပဲသူ့ရှိမှာရှိတဲ့ t-shirt data ကြီးကိုပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်တစ် criteria တစ်ခုထပ်ထည့်มาရတော့အဲ့ချိန်မှာဆိုလို့ရှိရင် rain 2 rain 2ကကျွန်တော်တို့အသွရှာမှာဘာကိုပဲရှာမှာလဲဆိုတော့ t-shirt ကိုပဲရှာမှာ t-shirt ရှိတဲ့ data rain ဒီ data rate အဲ့မှာလေကျွန်တော်တို့အသေးထားတာလိုက် ဒီ data rate t-shirt rate ရှိတဲ့ဒီ data rate ဒီကျွန်တော်ကဘာကိုရှာမှာလဲဆိုတော့အောက်က criteria တူသည် t-shirt ဒါဆိုလို့ရှိရင် t-shirt data ရပြီဒါကိုတော့ကျွန်တော်တို့က criteria c3 နဲ့ဒီကောင်ကိုတော့ c3 နဲ့ b3 ကိုတော့အရှင်းထားတာမယ်ပြင် okay အဲ့ဒါဆို t-shirt ကြီးပဲ25တဲ့ရောင်းပါတယ်အဲ့ဒါတစ်ချက်ကြည့်ကြည့်မယ် t-shirt ဒါတို့ main ကလေးလဲပါနေတယ်ဒီဘက်မှာယောက်ျားလေးပဲ20နဲ့ ဘားတဲ့ရောင်းရတာတို့ချက်တွေ့ဒါလိုမျိုးပဲ data ကတစ်ခွက်တီကိုထွက်လာတာတစ်ချက်တွေ့ရတဲ့ wave filter တွေအကုန်ပြန်ဖြိုးလိုက်အဲ့တိုင်းကိုပဲကျွန်တော်တို့ကအောက်ကို auto phase ဆော့ချသွားလိုက်ပြီဆိုလို့ရှိရင်ဒီ တချို့ချင်းစီ t-shirt မန်ဘယ်နှထဲအောက်က jean မန်ဘယ်နှထဲဆိုပြီးတော့တော့မှ data ကိုရရှိမှာပဲဖြစ်ပါတယ်။အောက်မှာကိုက criteria တွေကိုထည့်ရင်ထည့်ကျင်တဲ့လောက်ကိုအများကြီးရပါသေးတယ်။ဥပမာကျွန်တော်တို့ကဒီ criteria တူးထည့်ပြီးသွားပြီ။နောက် criteria ထပ်ထည့်ခြင်းသေးတယ်ဆိုလို့ရှင်လည်းရပါတယ်။ဒီလိုမျိုးပဲ data တွေ rate တွေအများကြီးထပ်ထည့်ပြီးတော့မှ sign if ကိုအသုံးပြုလို့ရတာပဲဖြစ်ပါတယ်ခင်ဗျ။ဒီဗီဒီယိုကိုပြီးသွားတဲ့နောက်မှာတော့ sign if နဲ့ sign if အကိုကိုယ့်ရဲ့လုပ်ငန်းခွင်မှာကြွကျင်စွာအသုံးပြုနိုင်သောမယ်လို့ညွှန်လဲပါတယ်။ လက်တွေလိုက်လို့ကြည့်ဖို့လည်းမမေ့ပါနဲ့ channel ကို subscribe မလုပ်ရသေး subscribe လုပ်ထားပေးပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့